င်္ဂလာပါ BBN ရဲ့ညနေခင်းသတင်းစီစဉ်ကနေကြိုဆိုလိုက်ပါတယ်ကချင်ပြည်နယ်ဖားကဲမြို့မော်စီစာကျေးရွာနီးဖြစ်ပွားခဲ့တဲ့တိုက်ပွဲအတွင်းစစ်ကောင်စီဘက်မှပိုကြီးတအူးပါဝင်၁၀ရောက်ထက်မနည်းတေဆုံးခဲ့တယ်လို့ဒေသခံတွေထံမှသိရပါတယ်၂၀25ခုနှစ်ဇွန်လ၁၈ရက်ရမန်နေ့မနက်၉နာရီခန့်လောက်မှာစတင်ကဖားကဲမြို့မော်စီစာကျေးရွာနီးစစ်ကောင်စီစစ်ကြောင်းနဲ့ KIA ဦးဆောင်တဲ့တော်လှန်ရေးအစိုးရအကြားထိတွေ့မှုဖြစ်ပွားကတိုက်ပွဲပြင်းထန်ဖြစ်ပွားခဲ့တယ်လို့သိရပါတယ် တိုက်ပွဲကတော်တော်ကိုပြင်းတာနှစ်ဖက်လုံးကပြစ်ခတ်အားကိုတော်တော်လေးအသုံးပြုခဲ့တယ်စစ်ကောင်စီဘက်ကတော့ဝူကြီးတအူးအပါ၁၀ဦးထက်မနည်းတည်ဆုံးခဲ့တယ်လို့တည်ထားရတယ်ဗျဟုမော်စီစာဒေသခံတအူးမှ BBN ကိုပြောပါတယ်စစ်ကောင်စီရဲ့အဆိုပါစစ်ကြောင်းဟာ၎င်းတို့အခြေချတဆွဲထားရာမှော်ကြီးစွာဖရားကုန်းမှကျေးရွာတင်းသို့စစ်ကြောင်းထိုးလာခဲ့တာဖြစ်ပြီးကျေးရွာအနီးနားမှာပင်တိုက်ပွဲဖြစ်ပွားကစစ်ကြောင်းလိုက်ပိတ်မိနေခဲ့တယ်လို့လည်းသိရပါဗျ။ ိမ့်မိနေတဲ့အဆိုပါစစ်ကြောင်းကိုပြန်လည်ဆွဲထုတ်နိုင်ဖို့အတွက်စစ်ကောင်စီဘက်မှဖားကန်တမကုံ၊ကန်စီပြူဟာကုံနဲ့ရဲချက်စခန်းတို့မှာလက်နက်ကြီးပစ်ကူများအလုံးအုံသုံးပြုခဲ့တယ်လို့လည်းအဆိုပါဒေသခံထံမှသိရပါဗျ။စစ်ကြောင်းတစ်ခုလုံးပိတ်မိသွားလို့အနားမှာရှိတဲ့ဂုံးလေးကနေအကုန်လက်နက်ကြီးပြစ်ကူပေးကြတယ်လို့ပြောတယ်။ခါတိုင်းကအခုလောက်ထိလက်နက်ကြီးပြစ်ကူမှမပေးတာ။အခုကမနက်9နာရီခွဲလောက်ကစပြီးပြစ်ကူပေးတာ12နာရီကျော်တဲ့အထိပဲ။ စစ်ကောင်စီရဲ့အဆိုပါလက်နက်ကြီးရန်တပ်ပစ်ကူပေးမှုကြောင့်လုံကင်းကျေးရွာအုပ်စုအတွင်းရှိဂရေရွာမှကလေးငယ်တအူးနဲ့လုံကင်းဒေသခံပြည်သူတို့ထိခိုက်ဒဏ်ရာရရှိမှုတွေရှိခဲ့ကနေအိမ်ပျက်စီးဆုံးရှုံးမှုတွေလည်းရှိတယ်လို့သိရပါတယ်အဆိုပါတိုက်ပွဲအချိန်ကြောင့်လက်ရှိအချိန်တွင်ဒေသခံအချို့မှတိုက်ပွဲထပ်ဖြစ်လာမှကိုစိုးရိမ်ပြီးလုံခြုံရနေရများသို့ရွှေ့ပြောင်းမှုတွေရှိနေတယ်လို့သိရပါဗျ။ ောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့2022ခုနှစ်ဩဂတ်လနဲ့ဒီဇင်ဘာလကဒေါ်ဆန်းစုကြည်နဲ့တမရဦးဝင်းမြင့်တို့တရားခွင်နဲ့တရားရင်ဆိုင်နေပုံတွေနဲ့အချင်းထောင်တွင်တနေ့တာဖြတ်သန်းနေပုံတွေကိုပြည်သူ့ရင်ခွင်အဖွဲ့မှ The Guardian သတင်းဌာနကိုပေးပို့ခဲ့ကြောင်းဇွန်လ16ရက်နေ့မှာဖော်ပြထားပါတယ်။ တရခွင်အတွင်းဒေါန်ဆန်းစုကြည်ရဲ့ရှာရှာပါပါဗီဒီယိုဖိုင်နဲ့သူမရဲ့နေ့စဉ်အချင်းတော်တွင်အသေးစိတ်မှတ်တမ်းတွေကိုတဲ့ဂါဒီယံမှရရှိခဲ့ပြီးအသက်80ပြည့်ကနေမှဖြုတ်ချခဲ့ရတဲ့ဤအသားကောင်းဆောင်ရဲ့ဘဝအကြောင်းကိုတစေတစောင်းဖော်ပြထားပါတယ်အမေစုရဲ့စကားပြောပုံတွေလမ်းလျှောက်ပုံတွေကတော့အရင်တိုင်းပါပဲဒါပေမဲ့အရင်လိုတော့ပတ်မပန်တော့ဘူးလို့အချင်းတော်အတိုင်းဝိုင်းကပြောကြားခဲ့တယ်လို့ဆိုပါတယ် ။ဒေါက်ဆန်းစုကြည်ဟာအာဟာရချို့တဲ့ခြင်း၊နေအောင်ကြည်ကောင်းစွာမရရှိခြင်း၊မြန်မာနိုင်ငံအလဲပိုင်းရဲ့ပူပြင်းတဲ့နေရာတည်ပူဒဏ်တွေကြောင့်ရေထဲခန်းချောက်ခြင်းနဲ့လေဖြတ်ခြင်းတို့ဖြစ်နိုင်ကြောင်းအာနာသိန်းဆက်ကြည်ရေးဆန္ဒပြသူတွေကိုကူတာပေးခဲ့တာကြောင့်ထောင်ချနေတဲ့နိုင်ငံရေးအကျဉ်းသားဟောင်းအသက်30အရွယ်ဒေါက်တာဒေါက်တာအောင်ကျော်ကပြောကြားခဲ့ပါတယ်။အသက်30အရွယ်ဒေါက်တာအောင်ကျော်ကပြောကြားခဲ့ပါတယ်။ မှတ်တမ်းတွေအရဒေါက်ဆန်းစုကြည်ရဲ့အခန်းဟာအနည်းဆုံး၁ရက်မှာအခန်းတွင်းအပူချိန်37ဒီဂရီစင်တီဂရိတ်သို့ရောက်ရှိနေတယ်လို့လည်းသိရပါဗျ။ဒေါက်ဆန်းစုကြည်ကိုလေအေးပေးဆက်တက်ဆင်ပေးဖို့စီစဉ်ပေးခဲ့ကြပေမဲ့ဘဝတူနိုင်ငံရေးကျင်းသားတွေကိုပါတက်ဆင်ပေးမှလက်ခံမယ်ဟုညင်းဆိုတယ်လို့သိရပါတယ်။ဗီဒီယိုမှတ်တမ်းတွေအရသူမရဲ့နေ့စဉ်ဖြတ်သန်းမှုကိုမနက်၄နာရီခွဲမှစတင်ကည၈နာရီခန့်တွင်ပြီးဆုံးကြမနက်တိုင်း၁နာရီကျော်ကြာတရားထိုင်လေးရှိပြီးညနေခင်းကိုလည်းလှူရှားမှုဖြင့်အခန်းတွင်လျှောက်လေးရှိတဲ့အပြင် နေကင်းပိုင်းမှာပရိစိတ်ပြီးကုံဆုံးလေးရှိတယ်လို့သိရပါတယ်။ဒေါန်ဆန်းစုကြည်ဟာနေ့လယ်စာအဖြစ်ထမင်းနှစ်စုံ၊ကြက်သားငဆုပ်ဟင်းချူ၊ချောကလက်နှစ်စိတ်နဲ့ငကမောက်သီးတစ်ချမ်းကိုစားသုံးကြောင်းနဲ့မနက်စာအတွက်ကြက်ဥကြော်နှလုံး၊နေ့လယ်စာအတွက်ထမင်းနဲ့အသားသို့မဟုတ်ငါးညစာအတွက်ပေါင်မုန့်နဲ့ဆွပြုတ်တို့ကိုသာစားသုံးကြောင်းသိရပါတယ်။ ဒေါအောင်ဆန်းစုကြည်ကိုစစ်ကောင်စီကသူတို့ထုတ်တဲ့သတင်းစာတွေကိုသာပေးဖက်ကြောင်းကိုလည်းသိရပါဗျ။ဇွန်လ19ရက်နေ့မှာကြားရောက်မဲ့ဒေါအောင်ဆန်းစုကြည်ရဲ့မွေးနေ့အထိမ်းအမှတ်ဖြစ်တားဖြစ်သူ KL ရဟာတရက်ကို10ကီလိုမီတာနှုန်းနဲ့ရှစ်ရက်တာပြေးခဲ့တယ်လို့သိရပါဗျ။2022ခုနှစ်ဇွန်လအတွင်းမှာဒေါအောင်ဆန်းစုကြည်ရဲ့ရှင်းနေအဖွဲ့ဟာသူမရဲ့ဓပုံပါတဲ့မွေးနေ့ကိမှုကိုမှာယူပေးဖို့ခဲ့ကြောင်းကိုလည်းအဆိုပါအချင်းထောင်နဲ့နှီးဆက်သူတအူးရဲ့ပြောကြားချက်အရသိရပါဗျ။ တရားရုံးကြားနာမှုအပြီးမှာတော့တောင်ဆန်းစုကြည်ဟာမွေးနေ့ကိမှုကိုတရားရုံးဝန်ထမ်းတွေနဲ့အဆောင်တွေကိုကြွေးခဲ့တယ်လို့ဖော်ပြထားပါတယ်။တောင်ဆန်းစုကြည်ဟာ2021ခုနှစ်မှာစစ်တပ်ကမတရားအာဏာသိမ်းပြီးနောက်ထိမ့်သိမ်းခံထားရသူ2900ကျော်ရှိတဲ့အနက်မှတအူးဖြစ်ကြောင်းနိုင်ငံရေးအကျဉ်းသားများကုညီဆောက်ရှောက်ရေးအသင်းရဲ့ထုတ်ပြန်ချက်အရသိရပါတယ်။နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့ပဲခူးတိုင်းတာယာရီခရိုင်မင်းလာမြို့နယ်မှာစစ်ကောင်စီစစ်ကြောင်းရဲကင်းစခန်းနဲ့စစ်ကူလာတဲ့ရင်တို့ကိုတိုက်ခိုက်ခဲ့တဲ့တိုက်ပွဲတွေအတွင်း ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်ဒုဗိုလ်မှူးကြီးဇော်မျိုးဝင်းနဲ့ဗိုလ်မှူးခရိုင်ရဲမှုတို့ပါဝင် စက္ကစတပ်ဖွဲ့ဝင်20ဦးခန့်တည်ဆုံးခဲ့တယ်လို့တာယာရီခရိုင်တရင်သုံးကယမန်နေ့ညပိုင်းမှာထုတ်ပြန်ခဲ့ပါတယ်။ဇွန်လ16ရက်ညနေ4:20မိနစ်မှာမင်းလာမြို့နယ်စေအိုင်ချောင်းပေါက်ကျေးရွာသို့စစ်ကြောင်းထိုးလာတဲ့ခလာရတင့်နဲ့ပြူပူပေါင်းအင်အား60ခန့်ကိုတော်လရင်တပ်တွေကစောင့်ကြိုတိုက်ခိုက်ခဲ့ရာတိုက်ပွဲ45မိနစ်ခန့်ဖြစ်ပွားခဲ့ပြီးနောက်စစ်ကောင်စီစစ်ကြောင်းအထိနာပြီးပြန်ဆုတ်သွားတယ်လို့သိရပါတယ်။ ရန်ကုန်ပြည်လမ်းပိုင်းမင်းလာမြို့နယ်အနီးရှိစစ်ကွင်းတာဆောင်ရဲစခန်းစခန်းကိုလည်းညနေ9နာရီခန့်မှာဝင်ရောက်တိုက်ခိုက်ခဲ့ရာမိနစ်30ခန့်တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက်စစ်ကောင်စီတပ်ဖွဲ့ဝင်5ဦးသေဆုံးပြီးအများပြားဒဏ်ရာရရှိခဲ့တယ်လို့ဖော်ပြထားပါတယ်။ ညနေ9:30မိနစ်မှာလဲစင်အိုင်ချောင်းပေါက်မှတဆင့်စစ်ကူလာတဲ့အင်အား25ဦးခန့်ပါဖော်ကာတစီကိုရှန်တော်ကျေးရွာအနီးမှာထပ်မံပိတ်ဆို့တိုက်ခိုက်ခဲ့ရာကာတစီလုံးပျက်စီးသွားပြီးစစ်ကောင်စီတပ်သား25ဦးခန့်ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါဗျာ။ တိုက်ပွဲတွေအတွင်းတာယာရီခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်ဒုတိယဗိုလ်မှူးကြီးမျိုးစော်ဝင်းနဲ့အုပ်ဖို့မျိုးနဲ့စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်ဗိုလ်မှူးတို့တည်ဆုံးခဲ့ကြောင်းခရိုင်ရဲမှူးအဆင့်တဦးမြို့မရဲစခန်းမှူးတဦးဗိုလ်မှူးအဆင့်တဦးပါဝင် စကားဆတတား20ဦးကတည်ဆုံးခဲ့ကြောင်းနဲ့ခဲရန်ဖုန်းနှလုံးစကားပြောဆက်တို့ကိုတင်စီရရှိခဲ့တယ်လို့ဖော်ပြထားပါတယ်။ တိုက်ပွဲဖြစ်ပွားနေစဉ်ပြည်ဘက်မှရန်ကုန်ဘက်သို့မောင်းနှင်လာတဲ့အင်စီကားတစ်စီးဟာတော်လရင်တပ်တွေကသတိပေးဖို့တားဆီးခဲ့တော့လဲဆက်လက်မောင်းနှင်သွားတဲ့အတွက်စစ်ကောင်စီတပ်ရဲ့ပြစ်ခတ်မှုခံရတာကြောင့်၃ဦးသေဆုံးပြီး၄ဦးဒဏ်ရာရရှိခဲ့တယ်လို့သိရပါဗျာ။ ဇွန်လ18ရက်မနက်9နာရီခန့်မှာစစ်ကောင်စီတပ်မှလက်နက်ကြီးတွေနဲ့ရန်တပ်ပစ်ခတ်ခဲ့တာကြောင့်ဖားလေးကွင်းကျေးရွာမြောက်စုရှိ ပြည်သူနေအိမ်ပေါ်ကြားရောက်ပေါက်ကွဲခဲ့ပြီးအသက်80အရွယ်အဖွားဒေါ်တင်ကြီးသေဆုံးခဲ့တဲ့အပြင် အခြားအမျိုးသမီးတအူးလည်းပြင်းထန်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါဗျာ။ အဆိုပါစစ်စင်ရေးကိုပြည်သူ့ကာကွယ်ရေးတပ်မတော်တောင်ပိုင်းတိုင်းစစ်သေးတာဘကိုးတိုင်းစစ်ဌာနပြူဟာ20နှစ်လက်အောက်ခံတာယာရီခရိုင်အမတ်3တရင်တာယာရီခရိုင်အမတ်1တရင်တက်ခွဲ6အေယာညီနောင် PDF MDS Special Force နဲ့အရှိုးချင်း Defense Force ACDF တို့ကပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်ပြီးရဲဘော်2ဦးတရန်ရရှိခဲ့တယ်လို့သိရပါတယ်ယခုတင်ဆက်ပေးခဲ့တာကတော့ BBN ရဲ့ညနေခင်းသတင်းစီစဉ်ပဲဖြစ်ပါတယ်။ကျွန်မကတော့တိတ်တိတ်ပါ။